ကားပေါ်တက်မယ်ဆိုလို့ရှိရင်လေမာဒီလိုလေးတက်လိုက်ရုံပဲဟာโอเคကြည့်လိုက်ပါကား16စီးကိုတပြိုင်တည်းထဲ service ပေးလို့ရတယ် service center ပဲဖြစ်ပါတယ်နဲနဲနော်နော် service center ကြီးမဟုတ်အကြီးပဲထိုင်းလိုတွေကြီးပဲ အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဒီနေ့ရောက်နေတဲ့နေရာကတော့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရှိတဲ့ Lamlook ကလမ်းမပေါ်မှာရှိတဲ့ Ridra Akaya Lamlook ကိုရောက်နေရပဲဖြစ်ပါတယ် Ridra Akaya က Showroom Service Center ကိုဖွင့်ပွဲကိုကျင်းပခဲ့တယ်လို့သိရတယ်ပြီးတဲ့အပြင်သူ့ရဲ့ Service Center မှာလည်းထူးခြားချက်တွေရှိတယ်အဲ့ဒါတွေကျွန်တော်ပြီးရင်လိုက်ပြမယ်အဲ့တော့ Ridra Akaya မှာကျွန်တော်ဘာလို့လာပြီးပွဲတက်ရတာလဲဆိုတော့ကျွန်တော်တို့ဒါ Ridra RE6 ကမြန်မာနိုင်ငံကိုမရောက်ခင်ထိုင်းနိုင်ငံကိုမရောက်ခင်မှာတည်းကကျွန်တော်တရုတ်နိုင်ငံကသူ့ရဲ့စိုက်ယုံမှာသွားပြီးတော့လေးလာခွင့်ရခဲ့တယ်လက်ပတ်ခွင့်ရခဲ့တယ်အဲ့ဒါအကြောင်းမို့လို့သူတို့ဇေယျလူတွေနဲ့ကျွန်တော်နဲ့အဆက်ဆက်လေး င်ရှိတာဖြစ်တဲ့အတွက်တို့ကโอเคအတိုင်းမှာလည်းဖွင့်ဝဲလောက်ကြမယ်မင်းတို့လည်းလာခဲ့ကြပါဆိုပြီးတော့ကျွန်တော်လမ်းဖိတ်တယ်ဖိတ်တာဖြစ်တဲ့အတွက်ကျွန်တော်ကဒီ showroom ဖွင့်ဝဲကိုလာပြီးတော့တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်အဲ့တော့ဒီ showroom ထဲမှာဆိုလို့ရှိရင်ဝင်ဝင်ချင်းမှာမြင်ရမှာ Redra RD6 ကို4 wheel drive ကိုမြင်ရမှာပဲဖြစ်ပါတယ်4 wheel drive ကိုအကျဉ်းချင်းကြီးလိုက်မယ်ဆိုလို့ရှိရင်ဒီမှာနော်ဒီဇိုင်းမတူပါဘူး rain ဒီဇိုင်းမတူဘူးဖြစ်တယ်ပြီးတော့တို့ကဒီမှာခြေနေတန်းလေးတက်ထားတယ်ဒီခြေနေတန်းလေးတက်ထားလိုက်တာကဒီဇိုင်းလေးကိုတော်တော်လေးပြောင်းသွားစေတယ်ကားရုပ်ကိုပေါ့နော်ဥမာကားပေါ်တက်မယ်ဆိုလို့ရှိရင်လေဥမာဒီလိုလေးတက်လိုက်ရုံပဲ တော်တော်လေးအဆင်ပြေသွားပြီเนาะအဲ့တော့မြန်မာနိုင်ငံကိုဝင်တဲ့ Redor RD6 နဲ့အဓိကကွာချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဘယ်ကိုင်းညာကိုင်းပြောင်းသွားတာပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့ဘယ်ကိုင်းဖြစ်ပါတယ်ဒီမှာတော့ညာကိုင်းဖြစ်သွားပါပြီကျန်တာတော့အကုန်လုံးအကျမ်းမြင့်တူတူပဲ4 wheel လည်းအကျမ်းမြင့်တူတူပဲ2 wheel လည်းအကျမ်းမြင့်တူတူပဲအားလုံးတူပဲနော်အဲ့တော့သူ့ showroom ထဲမှာဘာတွေရှိလဲပြင်ကြသူ့ရဲ့ service center ကဘယ်လောက်ထိကြီးတယ်ဆိုတော့ကျွန်တော်တို့လိုက်ပြီးတော့ကြည့်လိုက်အောင် ကျွန်တော်ဒီဘက် showroom ထဲကိုဝင်တဲ့အခါမှာဒီဘက်မှာဆိုလို့ရှိရင်လည်းဒါ window flint တွေကိုဘက်မှာဆိုလို့ရှိရင်လည်း window flint တွေလာပြီးတော့ပြသထားတာကိုတွေ့ရတယ်။မကားတစ်ခါတည်းဝယ်ပြီးလို့ရှိရင် window flint တွေတစ်ခါတည်းကတ်မယ်ဆိုရင်လည်းကတ်လို့ရတဲ့အနေအထားကိုရှိတယ်။ Okay အဲ့တော့ပြီးရင်ဒီဘက်မှာဆိုလို့ရှိရင်ဒါ fabric ပေါ့နော်။မနက်တော့အေးတိုက်တယ်ရေတွေတိုက်တယ်အားစသဖြင့်ဒါတွေအကုန်လုံးလုပ်တယ်။ပြီးတော့ဥပမာဆိုရင်ဒါအခုကတော့သိမ်းသွားပြီ။အဲ့တော့ပွဲကလူတော်တော်များတယ်။ ဲ့ဒီအိမ်တော်တော်များတယ်လာကြတဲ့လူတော်တော်များတာဖြစ်တဲ့အတွက်ကျွန်တော်မနက်က content ကဘလို့မှရိုက်လို့မရလို့အခုမှပွဲပြီးမှရိုက်ရကျွန်တော်ကဝါးရရှိရတော့ဝါးပြီးဝါးပြီးအခုကတော့သူတို့သိနေပြီပေါ့နော်ပြီးတော့ဒီမှာပွဲလုံတာလေးကနည်းနည်းလေးထူရတာရှိတယ်မနက်ကဆိုဘာလေးပါပါလဲဆိုတော့ तू ကဒီမှာအဲ့မှာဒီမှာအမျိုးသမီးတယောက်ထိုင်တယ်အဲ့အမျိုးသမီးတယောက်ကလည်းထူကြတယ်ဘာလဲဆိုတော့ तू က terror ဆရာမပေါ့နော် terror ဆရာမ तू အဲ့မှာ तू ကမေးလို့ရ तू event online သာအဲ့အစီအစဉ်လေးပါထည့်ပေးတာအဲ့မှာသွားပြီးတော့ကျွန်တော် terror ဒီပါမေးလာပြီးအဲ့ကိစ္စရေးဒီမှာတော်တော်ပြောပြဒီဘက်မှာဆိုလို့ရှိရင်ဒါ delivery run နေပါ ဒါ customer ကကားဝယ်တယ်ဆိုလို့ရှိရင်ဒီနေရာမှာသူကားကို deliver လုပ်မှာပါနော် customer တွေကိုမာမာကားကိုဘယ်လိုမျိုးမှာ decoration တွေပါပြင်ဆင်ထားမယ်ပြီးရင်ကားအပ်မယ်ဒီဟာဆိုလို့ရှိရင်ဒါ2 wheel drive ကားလေးပါ Redra RD6 ပဲ2 wheel drive ကားလေးပဲဖြစ်ပါတယ်ပြီးရင်ဒီနေရာတွေမှာဆိုရင်ထိုင်ပြီးတော့ဒါ customer တွေအတွက် lounge ပေါ့ဗျာဒီမှာထိုင်ပြီးတော့စကားတွေပါပြောလို့ရတယ်စေးစေးနဲ့စကားပြောမယ်စားစားတန်းနေလုပ်မယ်အာအဲ့ဒါကြီးအကုန်လုံးကိုဒီနေရာမှာလုပ်လို့ရတယ်အဲ့လိုမျိုး ခုနကကျွန်တော်ပြောပြသွားတဲ့အာကား delivery လုပ်တဲ့အခန်းကနှစ်ခန်းရှိဒီမှာတစ်ခန်းရှိတယ်ဟိုဘက်ဘေးမှာတစ်ခန်းရှိတယ်နော်အဲ့ဒါလေးလည်းတော်တော်လေးမိုက်ဒီ show တော့တော်တော်လေးကျယ်တယ်ဗျာ โอเคပြီးလို့ရှိရင်ဒီဘက်ညာဘက်မှာဆိုလို့ရှိရင်လည်း customer ရဲ့အနားယူလို့ရမယ့်နေရာမျိုးလေးရှိတယ်ပြီးရင်ဘယ်ဘက်မှာလည်းရှိတယ် customer ရဲ့အနားယူလို့ရမယ့်နေရာအဲ့ဘယ်ဘက်ကနေရာလဲဆိုလို့ရှိရင်ဟိုဘက်ထောင်းလေးနေမှာဆိုရင်ပြီးရင် kit zone တွေပါလေလှုပ်ဖို့အတွက်တို့အစီအစဉ်ရှိရလို့ဆိုထားတယ်အဲ့တော့ကျွန်တော်ဗီဒီယိုအစမှာပြောခဲ့သလိုပဲကျွန်တော်စိတ်ဝင်စားဆုံးတဲ့အကြိုက်ဆုံးကိစ္စတစ်ခုရှိတယ်အဲ့ဒါက service center ပဲတော့ကြည့် ကဲဒါကတော့ service center တော့ဟုတ်တယ်ဒါပေမဲ့ service လုပ်တဲ့နေရာမဟုတ်သေးပါဘူးဒီနေရာက service ကိုလာတဲ့ကားတွေခဏရက်တဲ့နေရာပဲဖြစ်ပါတယ်เนาะဒီနေရာမှာကားတွေက queue လုံးဝင်နေလုံမယ် service လုပ်ပြီးသားကားတွေအကုန်လုံးဒီနေရာမှာပြီးတော့ပြန်လာပြီးရက်တာလည်းဖြစ်ရင်ဖြစ်မယ်အဲ့တော့တကယ် service center ဟိုနောက်မှာ service center မဟုတ်ဘဲနဲ့ကားရက်တဲ့နေရာတော့မှအခုကြည့်လိုက်မှာ3 6 8 10စနစ်14စီး14စီးရက်လို့ရတယ် service center တော့တစ်ချက်ရှိုးဒီဘက်မှာ ။အိုးကဲကြည့်လိုက်ပါ Service Center ကား16စီးကိုတပြိုင်နက်တည်း service ပေးလို့ရတယ် service center ပဲဖြစ်ပါတယ်။နဲနဲနော်နော် service center ကြီးမဟုတ်အကြည့်ပဲဒီပဲချမ်းနေရောဟာလ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 ာဒီဘက်မှာသူဒီဘေးမှာ technical room တွေရှိတယ် special 2 room တွေရှိတယ်နော် general 2 room တွေရှိတယ်ဟာ overhaul room စသဖြင့်လုံးဝစနစ်တကျနဲ့ ဒီ service center ကြီးကိုဖွဲ့စည်းထားတာဖြစ်ပါတယ်။ဒီ Redra Akaya service center မှာအကြိုက်ဆုံးအချက်တစ်ချက်ရှိပါတယ်။အဲ့ဒါဘာလဲဆိုတော့ battery service center ပါပါရှိရပဲဖြစ်ပါတယ်။အဲ့ battery service center ဆိုတာကလည်းဒီထိုင်းနိုင်ငံမှာရှိတဲ့ Redra service center တွေအကုန်လုံးပေါင်းထဲမှာမှာ၃ခုပဲရှိတာဖြစ်ပါတယ်။အဲ့၃ခုထဲမှာ ဒီမှာတစ်ခုရှိတာဖြစ်ပါတယ်အဲဒီတော့ Redra RE6 တွေနဲ့ပတ်သက်တဲ့ battery နဲ့ပတ်သက်တဲ့ service တွေအကုန်လုံးကိုဒီနေရာမှာပဲလုပ်လို့ရမှာဖြစ်ပါတယ်အဲဒီအပြင် Redra Akaya က service center ထဲမှာအကြီးဆုံးတစ်ခုဖြစ်တာဖြစ်တဲ့အတွက်ဟို overseas training တွေဆိုလို့ရှိရင်လည်းဒီနေရာမှာပဲလာပြီးတော့လုပ်ရမှာဖြစ်ပါအဲဒီတော့ကျွန်တော်အပြင်မှာ test ride ကားလေးတစ်စီးတွေ့တာအဲဒီတော့ test ride လေးပေါင်းပေါင်းကြည့်အောင် အခုကျွန်တော်တို့ test ride လုပ်နေတဲ့လမ်းမပေါ့နော်ဒီလမ်းမက lamb look ကလမ်းမလို့ခေါ်တယ်ဒီလမ်းမကဘာနဲ့หนีလဲဆိုတော့ဒုံမောင်းလေစိမ့်နဲ့လည်းหนีတယ်ကျောက်ဒီနေရာပေါ့နော်ဒုံမောင်းလေစိမ့်နဲ့หนีတယ်အဲ့တော့ဒီလမ်းမပေါ်မှာတစ်ချောင်းလုံးကကားရှိုးရုံးနေပြီပဲ ကားဘရန်မောင်းစုံရဲ့ showroom နေကြီးပဲရှိတဲ့နေရာပေါ့เนาะဒါကား industry အတွက်ဆိုရင်အရေးကြီးတဲ့နေရာလို့ပြောလို့ရတယ်အဲ့လမ်းမပေါ်မှာကျွန်တော်တို့ Ridra AKR showroom ကရှိတာပဲဖြစ်ပါတယ်အဲ့တော့ဒီမှာ test ride မောင်းရင်းနဲ့ကျန်တာတွေကတော့ထွေထူးထူးမဟုတ်ဘူးပေါ့เนาะကျွန်တော်ရန်ကုန်မှာဆိုလို့ရှိရင်လည်းဒီ 2W drive တွေရော 4W drive တွေရောကျွန်တော်အများကြီးကျွန်တော်စမ်းမောင်းကြည့်ပြီးသွားပြီအဓိကဒီ Ridra RD6 ရဲ့အဓိကအားသာချက်ကိုပြောမယ်ဆိုတော့ comfort ဖြစ်တာပဲ ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မင်းတနည်းရပဲကျွန်တော်ဒီမှာတခြားသောအာဒဘကက်ဒစည်းကိုကျွန်တော်စီးခဲ့ရပြီးပြီ။စီးခဲ့တဲ့အချိန်မှာအရန်သိတာတာခုံလာအသကုံခုံလာ။နောက်မှဝိတ်မပါဘူးပေါ့နော်။အသကုံခုံလာ။ခုံလာဖြစ်တဲ့အတွက်အော်ဒီအခုဒီ retro r6 လေးကိုကားပြန်မောင်းလိုက်တဲ့အချိန်မှာအော်တော်တော်လေးကို comfort ဖြစ်တာပဲတော်တော်လေးကိုတတ်တာတာပဲ feeling ပေါ့နော်စီးရတဲ့ feeling တော်တော်လေးတတ်တာတာပဲဆိုတော့ဟာလေးတစ်ခုရရတယ် ဲ့တော့ကျွန်တော်အခု service center ထွက်ထွက်ကျင် test ride ကားလည်းညီရော test ride တက်မောင်းမယ်ဆိုပြီးခက်တီးတယ်ဟုတ်ပြဆိုပြီးတက်မောင်းလာတာအဲ့တော့ဘာစဖြစ်လဲဆိုတော့အခုဒီမှာ drive mode တွေ change တဲ့နေရာမှာကြည့်လိုက်တာအခုထိုင်းလိုတွေကြီးပဲအာဒါကျွန်တော်မှတ်မိတဲ့လောက်ပြောရမယ်ဆိုရင် economy sport เนาะဘာတွေလဲမသိတော့ဘူးเนาะမမှတ်မိတော့အောက်ဟာတွေကဒီမှာ Google Translate နဲ့ကြည့်ရလောက်အောင်ကလည်းပြဿနာကားမောင်းနေတာဖြစ်နေတော့ကျွန်တော်မကြည့်နိုင်ဘူးဗောနော်အဲ့တော့သေးကြပါတယ်အဲဒါတူတူပါပဲကျွန်တော်တို့ကျွန်တော်မှတ်မိရဒီဘေးရ icon လေးကိုကျွန်တော်မှတ်မိတယ်ဒါတွေအကုန်လုံးလည်းကျွန်တော်မြန်မာနိုင်ငံမှာကြီးခဲ့တဲ့ကားနဲ့ပုံစံတူတူပဲဗောနော်အကုန်လုံးတူတူပဲ2 wheel ဖြစ်တယ် ego မှာဆို2 wheel ဖြစ်တယ် ego ရဲ့နောက်ပိုင်းကားကနေအကုန်လုံးက sport day ပါတယ်ဆိုရင်4 wheel drive ဖြစ်သွားပြီစသည်ဖြင့်ဒါတွေအကုန်လုံးတူတူပဲ အဓိကမောင်းရတဲ့ feeling တူတယ်ဘယ်ခိုင်းညာခိုင်းပြောင်းသွားတာလေးပဲတစ်ချက်နည်းနည်းလေးအခက်ခဲလေးရှိသွားတာပေါ့နော်ကျန်တာတွေအားလုံး okay တယ်အဲ့တော့ time မှာ redraw r6 ဝယ်မယ်ဆိုလို့ရှိရင်တကယ်ကိုစိတ်ချမ်းသာဖို့ကောင်းတယ်ခုနကဆိုရင် service center ကြီးကနည်းနည်းနော်နော် service center ကြီးမဟုတ်ဘူးနော် waiting area ဆိုလည်းအကြီးကြီးပဲနော်ကားဆိုလည်း16စီးလောက်တစ်ပြိုင်တည်း service ပေးလို့ရတယ်ဟာအဲ့အချက်တွေကတော်တော်လေးအားသာတယ်အဲ့ဒီအပြင် showroom ဖွင့်ပွဲအနေနဲ့အထူး promotion တွေရှိရလို့ကျွန်တော်အနေနဲ့သိရတယ်ဆက်ပြောပြမယ် ဒီဗီဒီယိုလေးအနည်းချုပ်ကိုပြောရမယ့်အချိန်မှာ Ridra Akhaya ကအခု22ရက်23ရက်2025ခုနှစ်မှာကားဝယ်ဖို့အတွက် booking ပေးတယ်ဆိုလို့ရှိရင် ဘတ်၄တောင်တန်ဖိုးရှိရဲ pause လေးတစ်ခုပေးမယ်လို့သိထားတယ်နောက်ထပ်တစ်ချက်ကိုပြောရမယ်ဆိုရင် test ride လုပ်ဖို့အတွက် register လုပ်လိုက်တာနဲ့ lotus မှာသုံးဖို့အတွက်ဘတ်၄00တန်း gift voucher လည်းရရှိမှာဖြစ်ပြီးတော့ထူးထူးသော promotion တွေလည်းရှိအောင်မှာဖြစ်တဲ့အတွက် redraw r6 ကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင် sales or service or spare parts ကိုယုံကြည်စိတ်ချလို့ရတဲ့ redraw akel ကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်ကတော့စီးသွားပါမယ်